အားလုံးမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ဂျာရီတာမီတွေတက်သက်စာသိစရာကိစ္စတွေကောင်းတဲ့ဂျိုတွေကိုဘယ်လိုအသုံးချမလဲဆိုတဲ့ကိစ္စလေးတွေပြောပေးချင်တာဖြစ်တယ်အဲ့တော့ဂျာရီတာမီတွေတကယ်ကောင်းတဲ့ဂျိုကဘယ်ဂျိုလဲပေါ့ဂျာရီတာမီတွေတကယ်ကောင်းတဲ့အုပ်ဆိုးနေတဲ့ဂျိုကတင်းလာဂျိုပါနော်တင်းလာဂျိုပါတင်းလာဂျိုဆိုတာမျိုးကဘယ်လိုနေရာတွေကောင်းဂျိုပြုတာလဲပေါ့ဟိုဂျာရီတာမီတွေကိုကျွန်တော်တို့ကတင်စားပြီးပြောရရင်ဘယ်လိုပြောရမလဲဆိုတော့အလှမ်းကျယ်ပြီးအလေလက်နေတာမျိုး နီးလုံးတော့မမြင်တာမျိုးเนาะဟိုပညာရှိသတိဖြစ်ခဲဆိုတာမျိုးသတိမမူဘူးမမြင်ဆိုတာမျိုးအဲ့လိုမျိုးကြာဝေးသားမီဒီယာအယမ်းဖြစ်တယ်ဒါကြောင့်ပဲနီးလုံးတော့လည်းမမြင်ဘူးဆိုတဲ့အတိုင်းကြာဝေးသားမီဒီယာဘာလို့လို့တစ်ခါကြာရင်အလန်းကျယ်လွန်အားကြီးတယ်အော်အလန်းကျယ်ပြီးအလေလက်သွားတယ်ဒါကြောင့်ပဲကိုအနီးအနားမှာရှိတဲ့ပြင်ဆင်စရာတွေကိုမပြင်ဆင်မဲနဲ့ဟိုအဝေးကိုလှမ်းကြည့်ပြီးတော့စဉ်းစားပြီးလှုပ်လိုက်တာနဲ့တလွဲတွေဖြစ်ကုန်တာတွေကြာရီးသားမိတာတိတ်ဖြစ်တယ်အချို့ဆိုအလုံးလုံးတဲ့ အာဒီလုပ်ငန်းကိုလေယုံရှိသေးတယ်နောက်လို့တစ်ခုထက်ချဲ့တယ်ဘာပတ်ဆက်မလောက်ရင်ဘေးလူစရာဆွဲတယ်အလုပ်တွေထက်ချဲ့တယ်အဲ့လိုဝါနေတဆင်ဘာတွေဖြစ်လာတယ်ဆိုတော့တဖြည်းဖြည်းနဲ့မနိုင်မနှင်းတွေဖြစ်လာပြီးတော့လုပ်ငန်းအနေနဲ့ပတ်သက်ပြီးတော့အခြေမခိုင်မဲ့ပြိုလဲတာတွေအလွန်ဖြစ်တယ်အဲ့တော့ဂျာဝီသားမီးရာတစ်ခါကြရင်အကြီးကြံတာအကြီးတွေးတာဟာငါဟိုဟာကြီးကိုအကြီးလှုပ်ချင်တယ်ဒါကြီးအကြီးလှုပ်ချင်တယ်အကိုရှိတဲ့ငွေအင်အားကိုရှိတဲ့လူအင်အားအကိုမှရှိတဲ့အကြံဉာဏ်နဲ့လုံလောက်လားမလုံလောက်လား မသိတော့တော့အလိုတွေဖြစ်တာဒီလိုတွေဖြစ်တဲ့အတွက်တော့ဂျာရီသားမီးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကအနီးကပ်ကိုလည်းကြည်ပါဆိုတဲ့စိတ်ကတနင်္လာထိမ့်ချုပ်တာဒါဂျာရီဖြစ်တဲ့ဆိုရင်တနင်္လာတနင်္လာဆိုတော့ကျွန်တော်တို့ဘေးနေမှာဂျိုယန်လာအော်ကျွန်တော်တို့ ਨੇ အနီးဆုံးအနီးဆုံးဂျိုပေါ့ဗျာလာလာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျာရီသားမီးဖြစ်တယ်ဆိုရင်ကို့ဘေးနာပတ်ဝန်းကျင်ကိုလည်းကြည်ပါအောင်သူများတွေဘာတွေလုပ်နေလဲအကြီးကြီးကိုပဲမတွေးနဲ့အဝေးကြီးကိုမတွေးနဲ့အနီးကပ်ကဘာလုပ်တဲ့လဲ အများကြီးမစင်စားနဲ့ကိုကိုကိုငါဘာပြုပြင်တင်လဲကိုအရင်စလားမရင်စင်စားကြီးမှကြံတာတွေလို့အဲ့လိုမှမဟုတ်တာနဲ့ကြာတာပရိယာအကြီးတွေတွေအကြီးတွေလို့အကြီးတွေစင်စားပြီးတော့ကိုကားတွေဖြစ်သွားတတ်တယ်ဆိုတာကိုတနင်းလာကပြန်ထိမ့်မိတာအနုစိတ်အသေးစိတ်လည်းကြည့်အောင်ဒါဆိုကြာပရိသားမိတယ်အဲ့ဒါတွေသိထားဖို့လိုတယ်ပြီးတဲလာကျောကရှင်းပြောရရင်ကြာပရိသမီးမှာကြာပရိသားမှာအဓိကပြပညာကျိုးဖြစ်တယ်ပြတော့ဒီပညာကျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟိုတနင်းလာကျိုးနဲ့ပတ်သက်ပြီးတော့ နဝင်းမှာရောက်နေတဲ့လူတော်တော်များများကဘာဖြစ်လာလဲဆိုတော့ပညာရဲ့နဲ့ပတ်သက်ရင်လိုက်စားမှုတွေတအားများတယ်။ဟိုလိုက်လိုက်စားမှုတွေများပြီမဲ့လက်တွေ့မှာအသုံးမချတာမျိုးတွေလက်တွေ့မှာတကယ်ဟိုမလုပ်ဖြစ်တော့တာမျိုးတွေပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တကယ်လက်တွေ့လောက်ကမဲ့ကိစ္စမျိုးတွေမှာအချို့ဆိုရင်နှစ်ပေါင်းများစွာပညာသင်လိုက်တယ်။သင်ပြီးတော့ကျွန်တော်တို့မလုပ်ကြတော့တကယ်လက်တွေ့ apply ပြန်လုပ်တဲ့နေရာမှာကျတော့အားနေသွားတယ်။အဲ့လိုမျိုးတွေကြာပြီးရတိတ်ဖြစ်တယ်။ဒါကြောင့်သင်တာလဲသင်လောက်ရှာရှိတာလဲလောက်ဆိုတာကိုတင်းနေလာလက်တွေ့ကျွန်တော်တို့က ပြန်ထိမ့်မိတယ်။အဲဒါကြောင့်ပဲကျွန်တော်တို့တာရီသားမိတွေကိုအဲ့ဒါလည်းသိစေခြင်းနဲ့နောက်ပြီးတော့တာရီဖြစ်လာပြီဆိုရင်ကျွန်တော်တို့သိရမယ်နောက်တစ်ချက်ကဘယ်လိုဟာမျိုးလဲဆိုတော့ဟိုရုပ်တည်နေနေတာမျိုးတွေတခုခုဆိုရင်ကျွန်တော်တို့ကအတွေးခေါ်ယူအစပိုင်းမှာဟိုပညာကိုအခြေတည်တဲ့လူဖြစ်တဲ့အတွက်လေးလေးအားလေးနေတာတို့ပြုံးပြောပြောမနေတာတို့အခက်တီတီနေတာကိုပညာရှိပုံစံပညာတတ်ပုံစံမျိုးနေတာမျိုးပေါ့နော်ဒီလိုနေတာမျိုးကိုကံကမကြိုက်ပါဘူး အဲ့လိုမျိုးနေတယ်ဆိုရင်လည်းအချို့နေရာတွေမှာယင်းဒီကျောင်းဝင်မှုအားနေပြီးတော့ကိုယ့်ရဲ့အလုပ်သမားတွေကိုယ့်ပတ်ဝန်းကျင်တွေကိုယ့်မိတ်ဆွေတွေနဲ့တသားတည်းမဖြစ်သွားတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့အာသူကြီးကျယ်ပါတယ်လို့စိတ်ကအခြားလူတွေကထင်သွားပြီးအချို့နေရာတွေမှာကိုယ့်ကိုမတိုင်မင်တော့တာမပြောတော့တာဒါတွေကစအကုန်ဖြစ်နိုင်တယ်ဒီအချက်တွေကိုလည်းကျွန်တော်တို့ကကြာသာပရိသားမီးတွေအတွက်မေ့လို့မရပါဘူးနော်နောက်ပြီးကြာသာပရိသားမီးတွေအတွက်လုပ်ငန်းစီးပွားကြိုးကတောက်ကြသောပါတောက်ကြလို့တောက်ကြသူကစီးပွားရေးကြိုးဖြစ်တဲ့အတွက်တောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေကစီးပွားရေးအနေနဲ့လုပ်မယ်ဆိုရင် တိတ်ကောင်းတယ်အဲ့တော့တောက်ကြိုးဘယ်လိုစီးပွားရေးလုံမလဲပေါ့အဲ့တောက်ကြာနဲ့ပတ်သက်အဲ့တောက်ကြာကြိုးကစီးပွားရေးနဲ့ပတ်သက်ဆန့်ရွယ်တဲ့ဂျိုဖြစ်တဲ့အတွက်တောက်ကြာဇင်ခံပစ္စည်းတို့အပန်းဖြေတာတို့အနားယူတာတို့အန်တာတိတ်မဆန်ဆန်အလုပ်တွေတို့နော်စိတ်ခံစားမှုပျော်ရွှင်မှုအပျော်အပါအပန်းဖြေဒါကိုပေးတဲ့အရာတွေဖြစ်တယ်ဂျာရီသားမီးတွေကအလုပ်စီးပွားနဲ့ပတ်သက်ရင်အဲ့ဒီပုံစံစဉ်းစားဖို့လိုတယ်နော်အလုပ်လုပ်ပြီဆိုလဲကျွန်တော်တို့ကလှုပ်ရှားရှိတာလှုပ်နားရရှိတာနားပျော်ရရှိတာပျော်ဆိုတဲ့လူမျိုးတွေ အဲ့လိုလောက်တာပိုကောင်းတယ်။အလုပ်ကြီးပဲဖိလို့ရင်ပျော်စရာမရှိဘူး။စိတ်ကလည်းစတေကြီးနဲ့နေပြီးတော့အာကိုကိုတိုင်ထိမ့်ချုပ်ထားတာများရင်အတွင်းမှာအဆင်မပြေဘူး။ဒါကြောင့်ပဲအာယုံ၅ပါးခံစားမယ်ဆိုရင်ခံစားမယ့်အချိန်မှာခံစားလိုက်။လှုပ်ရှားရှိတဲ့အချိန်မှာလှုပ်လိုက်။အဲ့လိုမဟုတ်ဘဲနဲ့ပညာရှိရရင်အရန်ချုပ်ထိန်နိုင်ရင်အထုနေရာတွေမှာလူမမြင်ဝင်းတဲ့ကိစ္စတွေသူတို့ကလှုပ်လာကြာပြီးသားပြီ။အမှောင်ဘက်ကိုရောက်သွားတယ်ဗျ။အပြင်မှာတော့ငါလူယိုတေရှီယိုတေနောက်မှာခွက်ပုံးချနေတယ်ဒီလူမျိုးတွေဖြစ်တတ်တဲ့လူမျိုးတွေဖြစ်သွားတတ်တယ် ပြီးတော့ဇင်ကံပစ္စည်းဖြစ်တဲ့ကာကန်ရှင်ဟာဂဒင်တို့၊မို့ရတို့၊တီဘီတို့၊အပန်းပစ္စကန်တို့၊ကန်းကြီတို့နော်နောက်အပျော်ပါတို့အန်တာတိန်မန့်တို့ကစားကွင်းတို့စသဖြင့်ပေါ့ဗျာဟို KTV တို့စင်တင်တို့အာတေဂီတာတို့အနုပညာတို့အင်စထရူမန့်တွေတီးတာတို့ဒါတွေနဲ့ပတ်သက်ရင်တော့အရန်ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီစတာရှင်တွေဟာဖြော်ပြအန်တာတိန်မန့်အပျော်ပါဒါကိုအခြေပြုတဲ့စီးပွားရေးတွေကောင်းတယ် ဂီတအနုပညာအတမိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေလည်းလုပ်ဖို့လိုတယ်။ကိုစီဝါလုပ်တဲ့ခါကျရင်လည်းနားအနေနဲ့ပေါ့အချို့အိမ်ပြန်လာတယ်၊ကာရိုဂေလေးဆိုလိုက်တယ်၊အပန်းဖြေတယ်၊ဂီတလေးသီးတယ်၊အပန်းဖြေတယ်၊သချင်းလေးနားထောင်တယ်၊အပန်းဖြေတယ်အဲ့လိုမျိုးလုပ်ပြီးရင်ပို့ပြီးတော့ကောင်းတယ်လို့ပြောသလိုကိုစီဝါရဲ့အနီးနားတွေမှာလည်းလို့ပေါ့အတန်နဲ့ဆိုင်ရာတီးလုံးလေးတွေအတန်လွန်လွန်လေးတွေဒီလိုမျိုးလေးတွေထားတာမျိုးကပို့ပြီးတော့ကြာပြီးသားမိတွေတော့ကံကောင်းစေနိုင်တယ်လို့ပြောပါတယ် ဒီအချက်ကတော့ကျွန်တော်တို့စီးပွားရေးနဲ့ပတ်သက်ရင်သိထားစေချင်တာဒါအပြင်တောက်ကြာလုံခြုံရေးဖြစ်တဲ့အတွက်ဂျာရီသားမီးယာကာဝယ်မှုအပိုင်း security အပိုင်းနဲ့ပတ်သက်တဲ့စီးပွားရေးတွေလည်းလုပ်လို့ရတယ်နော်ဟို data တွေကိုကာဝယ်ပေးတာမျိုးလို့စီးပွားရေးနဲ့ပတ်သက်ရင်လည်းအဲ့လိုအကာအကွယ်ပြုတ်တဲ့အပိုင်းပေါ့ဒီအပိုင်းတွေနဲ့ပတ်သက်ရင်အရန်အားရစရာကောင်းတဲ့လူမျိုးဖြစ်လဲကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်အဲ့ဒီအပိုင်းတွေလုပ်လို့ရလို့ဟိုဘန်လုပ်ငန်းတို့အပေါင်ခံတာမျိုးတို့နော်သူတို့ဘာပစ္စည်းကိုတိမ်မိထားတဲ့နော်သူတို့ဘာပစ္စည်းကိုအာမခံမိထားတဲ့ အာမခံလုပ်ငန်းတို့ဒီလိုစီးပွားရေးတွေနဲ့လည်းဘဝမှာအောင်မြင်ပြီးတော့ဒီလိုပုံစံမျိုးစီးပွားရှာရင်လည်းပိုကောင်းတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ကိုယ့်ပုံကအရင်ဟိုအောင်ဖြစ်ပဲနဲ့ဟိုပေါ့ဘဘပျော်ဘဘဖြစ်နေတဲ့ဂျာရီသားမီးတွေရဲ့ပုံစံမျိုးဖြစ်နေရင်တော့ပိုကောင်းတာပေါ့ဗျာ။နောက်ပြီးဂျာရီသားမီးတွေအတွက်ကျွန်တော်တို့အချစ်ရေးစမ်းကြိုပေါ့အဲစမ်းကြိုကအင်္ဂါပိုင်းတယ်ဗျ။အင်္ဂါပိုင်းတော့အင်္ဂါကကျွန်တော်တို့ကဖြက်လက်တာငယ်ရွယ်တာဖင်ပေါ့တာအဲဘယ်လိုပြောမလဲဆိုတော့ နုပြိုတာပေါ့ဒါကိုပြောတဲ့အတွက်ကြာရီဂျိုသက်ကကျွန်တော်တို့က16နဲ့အင်္ဂါဂျိုသက်က10နဲ့ကွာတယ်လေး16နဲ့10နဲ့ဒါတော့ပဲကြာရီသားမီးတွေကမသိစိတ်မှာသိစိတ်မှာမဟုတ်နော်မသိစိတ်မှာငယ်ရွယ်တဲ့လူဖြက်လက်တဲ့လူကိုထက်နုပြိုတဲ့လူကိုထက်ပေါ့ပွားနေတဲ့လူအခက်မိတဲ့လူအာလူငယ်ဆန်တဲ့ပုံစံမျိုးကိုပို့ကြိုက်တယ်ဘလို့ပဲကျွန်တော်ကလူကြီးကိုပဲကြိုက်တာပါအကူကြီးတွေပဲကြိုက်တာပါဦးလေးတွေပဲကြိုက်တာပြောမသိစိတ်မှာငယ်ရွယ်တဲ့တူအောင်ကြိုက်တယ်နော် အယောက်ျားလေးလည်းလိုပဲယောက်ျားလေးကြာရေးသားမျိုးလည်းကိုထက်နှုတ်တာငဲတာကြိုက်တယ်ယောက်ျားလေးတော်တော်များများနှုတ်တာငဲတာကြိုက်တယ်တူပါနော်ဒါပါအဲ့တော့ဒါကတော့အဲ့လိုဖြစ်တဲ့အတွက်ကြာရေးသားမျိုးကိုလက်တွဲပေါ်ရှာတဲ့အခါကျရင်ကြာရေးသားမျိုးကအဲ့လိုမျိုးဖြစ်တဲ့လူကိုရှာဖို့လိုတယ်ပြပြလည်းတော်တော်လေးရှိတဲ့လူမျိုးတွေနော်ဟိုအလုပ်လုပ်တဲ့အခါဆိုရင်လည်းလက်တွေ့ကြကြလုပ်တဲ့လူမျိုးတွေဒါကြာရေးသားမျိုးတွေအရလိုစာရေးဆရာလိုလိုပကြီးဆရာလိုလိုအဲ့လိုဟာမျိုးတွေနဲ့တိတ်မအပ်ဆက်ဘူးအာဒူအော်ဒိုင်းပေါ့လုံမဲ့ချမဲ့အဲ့လိုလူမျိုးတွေကိုအိမ်တော်ဘက်ထွေရေးချဲ့တယ်ဆိုတော့ပိုကောင်းတယ်လို့ပြောတယ် တော့ငရွယ်သူတွေနဲ့အိမ်တော်ကြတတ်တယ်ကြတတ်တဲ့လူတွေကလည်းစီးပွားရေးလုပ်ငန်းလုပ်တဲ့ခါကျရင်အဲ့လိုလက်တွေ့ကြကြစီးပွားရေးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့နော်အယောင်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့ဟိုဆက်လက်နဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတို့စက်အပိုးပစ္စည်းရောင်းဝယ်လုပ်ငန်းမျိုးတို့ဒီလုပ်တွေနဲ့အဆက်ကြတာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်ဒါကတော့တကယ်ကိုဂျာရီသားမီးတွေတော့အချစ်ရင်မှာစိုးမိုးနေတဲ့အနေအထားမျိုးဖြစ်တယ်ဒါတော့ဂျာရီသားမီးတွေက ငယ်ရွယ်ဖြက်လက်အမှုပြိုတာကိုပူကြိုက်တာဖြစ်နေတယ်ကို့အိမ်အောင်ဘက်ကအဲ့လိုဖြစ်နေပို့လို့အဲ့ကို့အိမ်အောင်ဘက်ကကြာတာပြီးဖြစ်တယ်ဆိုရင်ကိုနဲ့နဲ့လေးအရန်ကြီးပုံတုံးနေလားအရန်ရင့်ရော်နေလားအိုမင်းနေလားဆက်ကြည့်ပါအဲ့ထက်နဲ့နဲ့လေးပြန်နှုတ်ပြိုအောင်နေပါပြီးလည်းပြောအရန်ဝါအလုံးနေလားဖြက်ဖြက်လက်လက်ပေါ့ပေါ့ပါမဖြစ်တော့ဘူးလားဒါဆိုရင်ပြန်ပြီးတော့ကျွန်တော်ပြန်ချိန်ပါဒါဆိုကြာပြီးသားမီးနေနဲ့ပြန်ပြီးသားစားတာပြန်ဖြစ်နိုင်ပါလိမ့်မယ်ပို့ပြီးတော့ရင်းနှင်းမှုနှုတ်ထွက်မှုပို့ပြီးတော့ရသွားနိုင်တယ်ဗောနော်အဲ့ဒီအချက်လေးပြောခြင်းတယ်အကြရိသားအီးဒီမှာလုံးလုံးကလက်မလွတ်တဲ့နာဘာလဲဆိုတော့တနင်္လာသူအားအကောင်းဆုံးဖြစ်တဲ့အတွက် အနည်းဆုံးကိစ္စတွေကိုလုံးဝမမေ့နဲ့နော်ကို့အနည်းဆုံးမှာငါဘာရမလဲကို့ရဲ့အနည်းဆုံးမှာဘာပညာရမလဲဘာစီးပွားရမလဲကို့အနည်းဆုံးနေရာတွေရတယ်ဘာရွေးထုတ်ယူရမလဲဆိုတာကိုစဉ်းစားပါနော်အဲ့တော့ဘယ်နေရာရောက်ရောက်ဘယ်နိုင်ငံရောက်ရောက်ကို့အနည်းဆုံးမှာစီးပွားလုပ်လို့ရတာဒါပေမဲ့ကို့ရက်ကွက်ကို့လမ်းထဲမှာငါစီးပွားဘာလုပ်လို့ရမလဲနော်ကို့ရွှေမိုးတောင်ရဲ့အတိုင်းဝိုင်းနေကြတယ်မှာငါဘာစီးပွားရေးလုပ်လို့ရမလဲဒါမှမဟုတ်လေမိဘလက်ငုတ်ကိုပို့ပို့ပြီးတော့ငါမော်ဒယ်ဖိုင်းဖြစ်အောင်ဘယ်လိုလုပ်နိုင်မလဲမိဘလက်ငုတ်ကိုပို့ပြီးတိုးတက်အောင်ငါဘာလုပ်မလဲ အဲ့လိုမျိုးတွေစဉ်းစားပြီးစီးပွားလုပ်တာကပိုကောင်းတယ်လို့လည်းအကြံပေးကြပါတယ်။လောက်ဆောင်တော့သဘောပေါက်မယ်။တန်ပါတယ်ဂျာရီသားမီးအားလုံးမိမိရဲ့ကောင်းတဲ့ဂျိုးတွေကိုကောင်းစွာအသုံးချနိုင်ပါစေလို့ပြောကြရတယ်။ညီကောင်ချောက်အပ်ပါတယ်ဗျ။